ပါရှင်အခုချိန်ကစပြီးအော်တိုဘာလ3ရက်နေ့ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းနယ်မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါရခိုင်ပြည်မောင်တော်မြို့နယ်ထဲမှာအယူစုတွေပဲကျင့်တော့တဲ့အရက်သားအလောင်း6လောက်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့အရခတ်သက်တော် AA ကထုတ်ပြန်ပါတယ် အေအေတပ်ဖွဲ့ဝင်တွေကမောင်တော်မြို့နယ်ထဲကအထက်အင်းချောင်းရွာနာမှာလုံခြုံရေးဆောင်ရွက်နေချိန်စက်တင်ဘာလ28ရက်နေ့ညနေ3နာရီလောက်မှာအရက်သားတွေရဲ့အလောင်းကိုတွေ့ခဲ့တာလို့အေအေကပြောပါတယ်အထက်အင်းချောင်းရွာနာကငပြောတော်အုပ်ထဲကနေအလားတွေကိုနေရာလေးခုမှတွေ့ခဲ့တာလို့ဆိုပါရယ်ရွာသားတွေဘက်ကလည်းလူပြောင်းတိုက်ထားတာ၁၀ရောက်လောက်ရှိရလို့ဆိုပါရယ် အခုအေအေကရှာဖွေသူရှိခဲ့တဲ့အလောင်းတွေဟာမောက်သောနေဆက်တမန်သားရွာနဲ့ဒုံညို့ရွာကပျောက်နေတဲ့ရွာသားတွေထဲကဖြစ်နိုင်တယ်လို့ကနဦးခန့်မှန်းထားပါတယ်။အာစာအဖွဲ့ဟာမောက်သောမြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်56နဲ့50ခွန်ကြား point 63ရာသီဂုံရှိအေအေရဲ့နေဆက်လုံခြုံရေးတပ်စခန်းနဲ့ဒုံညို့ရွာနာကဒုံညို့စခန်းတွေကိုတိုက်ပိုက်နိုင်ရေးလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီစခန်းနစ်ကိုတွားတဲ့လမ်းသက်လျှောက်မှာတွေ့သည်မမူဆလင်မဟုတ်တဲ့အရက်သားတွေကိုနှုတ်ပိတ်တဲ့အနေနဲ့ဖန်စီနှိပ်ဆက်တက်ဖြတ်တာတွေလုပ်နေတာဖြစ်လို့တတိထားကြဖို့လည်းပြောဆိုထားပါတယ်စစ်တပ်နဲ့တအန်သက် TNL တို့ကြားမှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့ရှမ်းမြောက်ကကြောက်မဲမြို့မှာအရက်သား၂ယောက်မြင်မြုပ်မိုင်းနေမိပြီးပွဲချင်းပြီးတိုက်ဆုံသွားပါတယ် ကြောက်မဲကဒေသခံအမျိုးသားတယောက်မြမြုံမိုင်းနေမိပြီးပွဲချင်းပြီးတည်ဆုပ်ခဲ့တယ်လို့တန်အသက် TNL ကပြောပါတယ်။နှစ်ယောက်လုံးဟာစက်တင်ဘာလ29ရက်နေ့မှာမြမြုံမိုင်းနေမိခဲ့တာဖြစ်ပါတယ်။တယောက်ကတော့အလောင်းပြသွားစွန့်ပြေးတဲ့ချိန်မှာ နေမိခဲ့တာပါ။နောက်တစ်ယောက်ကတော့တုတ်တန်ကွင်းပြင်မှာနွားသွားရှာနေတဲ့ချိန်မှာနေမိပြီးတော့တည်ဆုပ်သွားတာလို့နိဆက်သူတွေကပြောပါတယ် စက်တင်ဘာလထဲမှာပဲဒီလိုမျိုးမြေမြုပ်မိုင်းနှင်းမိတဲ့တခြားဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်။စက်တင်ဘာလ23ရက်နေ့ကကြောက်မဲမျိုးကအမျိုးသား၂ယောက်ဟာမြေဩဇာသွားယူနေတဲ့အချိန်မှာလမ်းမပေါ်မှာရှိနေတဲ့မိုင်းကိုနှင်းမိပြီးတော့တိစုပ်သွားခဲ့တာပါ။ ကရနီပြည်ဒီဘောဆိုမြို့နယ်ထဲစစ်ကော်မရှင်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်ဒေသခံတွေနဲ့စစ်ပေးရှောက်တွေကစိုးရိမ်နေကြပါတယ်တိုက်ပွဲတွေကြောင့်နေရာတစ်ကိုထပ်ပြီးတော့တိမ်းရှောင်ရမယ်ဆိုရင်လည်းမလွယ်ကူလားဘူးလို့စစ်ရှောက်တွေကပြောပါတယ်။ပြေးစရာနေရာလည်းမရှိတော့ဘူးလို့ဒီမိုးဆိုအနောက်ခြမ်းကစစ်ရှောက်အမျိုးသမီးတယောက်ကပြောပါတယ်။ ဒီမိုးဆိုကနေဖရူဆိုလမ်းမကြီးတက်လျှောက်ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ဂရနီတော်လင်ကြီးပူပေါင်းအဖွဲ့တွေကြားမှာဒီနေ့အချိန်ထိတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကွန်မရှင်ကစစ်ရေးပြင်းမဲ့အရက်သားပြင်းမဲ့မခွဲခြားဘဲနဲ့လက်နက်ကြီး drone အပြင်လေကြောင်းတိုက်ခိုက်မှုတွေပိုလောက်လာပါကိုလေဒီမိုးဆိုအနောက်ခြမ်းကစစ်ရှောင်းတွေကစိုးရိမ်နေကြတယ်လို့ပြောပါတယ် မြင်းပြင်ကစည်ရဲအခြေအနေတွေကြောင့်ဖူโซထားလဲနန်းဖဲလမ်းမကြီးအပါဝင်တခြားလမ်းတွေတွေအားလုံးကိုစက်တင်ဘာလ23ရက်နေ့ကနေဒီနေ့အချိန်ထိပိတ်ထားတာဖြစ်ပါတယ်။ဒါပြင်လွိုက်ကောဒီမိုဆိုဖူโซဘောလကဲလမ်းမကြီးကလည်းတွာလာလို့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ ထိုင်းနိုင်ငံထက်က Patchbury ခရိုင်မှာရှိတဲ့စက်ရုပ်တစ်ခုကမြန်မာအလုတ်သမားအယောက်1540ယောက်ကိုဘာမှကြိုတင်အကြောင်းမကြားဘဲနဲ့အတိမပေးဘဲနဲ့အလုတ်ဖြုတ်လိုက်တယ်လို့အလုတ်သမားတွေကပြောပါတယ်သူတို့ကအခုလိုရုတ်တရက်ကြီးအလုတ်ဖြုတ်ခံလိုက်ရတဲ့အတွက်အခက်ခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ဒီမြန်မာအလုတ်သမားတွေဟာ Patchbury ခရိုင်မှာရှိတဲ့ Callcom စက်ရုံရဲ့ CD ရုံကဖြစ်တယ်လို့ဆိုကြပါတယ်။ ဒီစက်ရုံမှာအလုပ်ရဖို့အတွက်မြန်မာအလုပ်သမားတွေအနေနဲ့တယောက်ကိုဘတ်19000စမတ်ခတ်ပေးပြီးအလုပ်လုပ်ရတာလို့ဆိုပါတယ်စမတ်ခတ်ပေးပြီးတဲ့နောက်3လလောက်မှာအခုလိုအလုပ်ဖြုတ်ခံလိုက်ရတာလို့ဆိုပါတယ် အတိပေးအကြောင်းကြားတာမျိုးမရှိဘဲနဲ့အလုတ်ပြုတ်သွားတဲ့မြန်မာအလုတ်သမားတွေကစက်ရုံနားမှာစုဝေးနေကြပါတယ်ဒီလိုစုဝေးနေကြတဲ့ရုပ်သံဗီဒီယိုတွေနဲ့ဓာတ်ပုံတွေဟာမနေ့ကမနေ့ပိုင်းမှာလူမှုကွန်ရက်စာမျက်နှာတွေမှာတက်လာပါတယ်စက်ရုပ်ဘက်ကလည်းထိုင်ရဲတွေကိုခေါ်ထားပြီးအလုတ်သမားတွေလာစုဝေးနေတာကိုစောင့်ကြည့်နေတယ်လို့ MHAC မဟာမိတ်အဖွဲ့တာဝန်ခံကိုရဲမင်းကလူမှုကွန်ရက်စာမျက်နှာမှာရေးထားပါတယ် ခုဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ထိုင်းဥပဒေအတိုင်းကူညီပေးဖို့လုပ်နေတယ်လို့ MHAC မဟာမိတ်အဖွဲ့ကဆိုထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ အစိုးရဘတ်ဂျက်ကန့်သက်ချက်အပေါ်အစိုးရနဲ့အတိုက်ခံဒီမိုကရက်ပါတီတို့ကညှိနှိုင်းလို့မရတာကြောင့်2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အမေရိကန်အစိုးရလုပ်ငန်းတွေအင်ကာနီးယားညတကောက်အခြေကရက်ဆိုင်သွားခဲ့ပါတယ်လွတ်တော်မှာအဓိကရှေ့မတူနောက်မဆုံညှိနိုင်လို့မရပဲဖြစ်သွားခဲ့တဲ့အကြောင်းရင်းတွေထဲမှာကျမကြီးစောင့်ရှောက်မှုဆိုင်ရာဘတ်ဂျက်သတ်မှတ်ရေးလဲပါပါတယ် အမေရိကန်နိုင်ငံမှာအစိုးရဘတ်ဂျက်ကသတ်မှတ်ထားတဲ့ပမာဏကိုရောက်ရှိတဲ့အခါမှာလွတ်တော်ထဲသဘောတူညီချက်မရလို့ဆက်သုံးလို့မရပဲအစိုးရလုပ်ငန်းတွေရပ်ဆိုင်သွားတာဖြစ်ပါတယ်ဒီလိုရက်ဆိုင်သွားတော့ဘာရီဖြစ်မှလဲလို့ပြောရရင်အမေရိကန်အစိုးရရဲ့ဝန်ဆောင်မှုလုပ်ငန်းတချို့ယာယီရက်ဆိုင်သွားမှဖြစ်ပြီးတော့တိုင်းနဲ့ချီတဲ့အစိုးရဝန်ထမ်းတွေရဲ့လဆာကိုဆိုင်းငံ့ခံထားရမှဖြစ်ပါတယ်။ လွတ်တော်ဘတ်ဂျက်ရုံးရဲ့ခက်မဲ့ချက်အရဖက်ဒရယ်အလုတ်သမားခုနှစ်သိန်းခွဲလောက်ဟာနိုင်စင်လောက်အားခမရပဲရှိနေမှာဖြစ်ပါတယ်။လွတ်တော်မှာဘတ်ဂျက်ကိစ္စပြည်လေသွားမှသာဆိုင်ရထားတဲ့လောက်အားခတွေပြန်ပြီးတော့ရလာမှာဖြစ်ပါတယ်။ အမေရိကန်မှာအစိုးရရက်ဆိုင်မှုဟာ2018 2019ခုနှစ်သမ္မတဒေါ်နယ်ထရန့်ရဲ့ပထမအကြိမ်သမ္မတသက်တမ်းထဲမှာဖြစ်ခဲ့ပြီးတော့ရက်ပေါင်း35ရက်ကြာမြင့်ခဲ့ဖူးပါတယ်။ဒုတိယနိုင်ငံတကာသတင်းကတော့ဂျန်စီတွေဥစားတဲ့တော်လှန်ရေးတစ်ခုအကြောင်းဖြစ်ပါတယ်။ ဂျန်စီလို့ခေါ်တဲ့လူငယ်မျိုးဆက်တစ်တွေကောင်းဆောင်တဲ့တော်လန်လှူရှာမှုတွေဒီနေ့ထဲမှာဆက်တိုက်ဖြစ်နေပါတယ်။နီဘောနဲ့ကင်ယာနိုင်ငံတွေမှာဂျန်စီတွေရဲ့ဆန္ဒပြပွဲတွေအောင်မြင်မှုရပြီးတဲ့နောက်မှာ အခုအခါမဒါဂါစကာလို့ခေါ်တဲ့ကျွန်းနိုင်ငံတစ်ခုမှာလည်းဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲ ဖြစ်ပွားနေပါတယ်။မဒါဂါစကာဆိုတာကတော့အာဖရိကတိုက်ကကဲလွန်ပင်လယ်ပြင်ထဲကကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ကမ္ဘာမှာစတုထအကြီးဆုံးကျွန်းပေါ်မှာရှိတဲ့နိုင်ငံဖြစ်ပါတယ်။မဒါဂတ်စကာမှာရေနဲ့မီပြက်လက်မှုတွေအကြီးအကျယ်ဖြစ်ပြီးတဲ့နောက်မှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့တာပါ။အိန္ဒိယသမုတ်တရာထဲကကျွန်းကြီးပေါ်မှာရှိတဲ့မဒါဂတ်စကာနိုင်ငံမှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲ၃ရက်မြောက်တဲ့နေ့မှာတော့သမ္မတကဝန်ကြီးချုပ်ဥဆောင်တဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းပေးလိုက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေအဆိုအရဆန္ဒပြသူတွေဘက်ကလည်းအနည်းဆုံး22ရောက်တိစုပ်ခဲ့ရတယ်လို့ဆိုပါတယ် တမတာအန်ဒရီရာဂျိုလီနာကတော့ဆန္ဒပြသူတွေကိုနားလဲတယ်လို့ပြောလိုက်ပြီးဆန္ဒပြလူငယ်တွေနဲ့တွဲဆုံဆွေးနွေးဖို့နေရာတစ်ခုဖန်တီးမယ်လို့ဆိုပါတယ်ဆန္ဒပြမှုတွေအထက်ဖြစ်ပွားခဲ့တဲ့လူရဲမှုတွေကြောင့်ပြက်စီးဆုံးရှုံးခဲ့တာကိုလည်းပြန်လျော်ပေးမယ်လို့ဆိုပါရယ်ဆန္ဒပြပွဲတွေကိုရဲတွေကမျက်ရည်ယိုဘုံတွေရောဘာဂျီတွေတုံးပြီးဖြိုခွဲခဲ့တာကြောင့်အ ਨੇ စုံလူတရာကျော်ထိခိုက်ဒဏ်ရာရသွားခဲ့ပါရယ် နောက်ဆုံးသတင်းအအနေနဲ့ကတော့တရုတ်နိုင်ငံမှာကင်းလဲနေတဲ့ဆက်ရုပ်ခွေးတွေအကြောင်းပြောပြပါမယ်။ AI နီးပညာမြင့်တက်လာတာနဲ့အများ AI နီးပညာသုံးဆက်ရုပ်တွေကိုလည်းတွွတ်ကျကျအသုံးပြုလာနေပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံဟာဆက်ရုပ်ခွေးတွေကို အသုံးပြုလာနေပါတယ်။ပြီးခဲ့တဲ့စနေနေ့ကတော့တရုတ်အစိုးရပိုင်းစင်ဟွာသတင်းဌာနမှဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ချထားတဲ့အကြောင်းသတင်းတွေထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကဘောက်ရှန်ရက်ွက်ထဲမှာဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ပေးခဲ့တာပါသူတို့ထန်းဆောင်ခဲ့တဲ့တာဝန်တွေကတော့ကားမရက်ရနေရာတွေမှာရက်ထားတဲ့ကားတွေကိုရှာဖွေဖို့နဲ့အမိုက်မပြရနေရာတွေမှာ အမိုက်ပြတာရှိမရှိကို ကြည့်ရှုဖို့ဖြစ်ပါတယ်။တရုတ်နိုင်ငံမှာတော့ Unitree နဲ့ Deep Robotics လို့ခေါ်တဲ့ခွေးဆက်ရုပ်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးနှစ်ခုအပြိုင်ရှိနေပြီးတော့ကြံတန်းတဲ့နေရာတွေမှာအလုပ်လုပ်ဖို့စမ်းသပ်ထုတ်လုပ်နေကြပါတယ်။ စက်ရုံတွေတက်တုသွင်းတွေနဲ့လုံခြုံရေးလုပ်ငန်းခွင်တွေမှာကင်းလဲဖို့နဲ့စစ်စေးရေးလုပ်ငန်းတွေအတွက်သုံးကြပါတယ်အဲ့ဒီဆက်ရုပ်ခွေးတွေကအဆောက်အအုံတွေအပေါ်တည်နိုင်တယ်။လေကားတွေတည်နိုင်တယ်။ချောမွတ်တဲ့မျက်နှာပြင်ပေါ်မှာလန်းလျှောက်နိုင်တဲ့အပြင်တည်ငြိမ်ပြီးခက်ခဲတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နိုင်တယ်လို့ဆိုပါရယ်။ တည်င်းနဲ့မီဒီယာကိုရဲ့ NMG တည်င်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်တည်င်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။